စားကြပါဦးဟုတ်อืม yeah အားလုံးမင်္ဂလာပါဗျာတော့တာ let's go bro နဲ့ပြန်လေးကြိုးစားပါတယ်ခုခါရိုက်ကူတင်ဆက်သွားမယ်ညာလေးကတော့ကျွန်တော်တို့ညာဒီတာမှာစားရေးစားတာရှိတယ်ကျွန်တော်တို့ကြောင်ရှာခွင့်ပေါ့နော်ကြောင်ရှာခွင့်ကိုနေချောင်းလန်းနဲ့ချောင်းလန်းပြီးတော့မှကျွန်တော်တို့ပြန်ပြီးတော့မှရေမြှောပြီးတော့မှတုတ်စားတဲ့နေလေးပေါ့နော်ကြောင်ရှာခွင့်တော့ ကျောင်းရှာဝင်းတုံမီလေးကိုကျွန်တော်ရိုက်ကူတင်ဆက်ပြီးတော့မှာတုတ်ပြပြီးတော့မှာဖြစ်ပါတယ်။ကျောင်းရှာဝင်းကိုဘယ်လိုတုံမလဲဆိုတာကျွန်တော်နဲ့အတူသွားကြည့်အောင် Let's go ။အဲဒါပထမဆုံးပေါ့နော်ပထမဆုံးကျွန်တော်တို့ကျောင်းရှာဝင်းကြောက်ပေါ့နော်ကျောင်းရှာဝင်း6ကိုကျွန်တော်တို့ဒါရေစိန်ထားတာပွားလောက်ပွားလောက်ရင်တော့ရေစိန်ထားတယ်ရေစိန်ပြီးပွားလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရေစေးပြပါမယ်ရေတတ်စီအောင်စေးပါမယ်။ ဒါကြောင့်အဲ့လိုမျိုးပွားလိုက်ဆိုရင်ကျွန်တော်တို့ရေပြောင်းသေးပါမယ်။တဲဒီမှာကြီးကတ်တာတို့တာလို့ရှင်းနေဖြစ်တယ်ကျွန်တော်တို့အဲ့လိုမျိုးပွားလိုက်ရေကိုပြောင်းစင်အောင်ဆေးလိုက်ကြပါ။အစာဝင်းကိုအဲ့လိုမျိုးကျွန်တော်တို့၃လေးတက်လောက်ဆင်အောင်ဆေးပြီးတော့မှကျွန်တော်တို့အိုးတစ်ခုတည်းကိုထည့်လိုက်ကြပါ။ဒါကတော့ကျွန်တော်တို့တဲဒီမှာကြီးပြောင်းသွားပြီ။ဆိုလို့ရှိရင်တော့ကျွန်တော်တို့အိုးတစ်ခုတည်းကိုကျွန်တော်တို့ပြောင်းထည့်လိုက်မယ်နော်။ဟုတ်ကဲ့။အဲ့ကြောင်ရေဆင်အောင်ဆေးပြီးဆိုတော့ကျွန်တော်တို့ဒီအိုးတစ်ခုတည်းကိုထည့်လိုက်ကြပါ။ ော်ရှာဝင်းကိုအခုလိုမျိုးရေစင်အောင်ဆေးပြီးတော့အိုးလေးတဲ့အရင်ဆုံးထည့်ထားလိုက်မယ်နော်ထည့်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ရေမွေးစုစုနဲ့ကျွန်တော်တို့အဲ့ဒါကိုလောင်းထည့်လိုက်မယ်ဗျာမွေးစုစုနဲ့အဲ့လိုမျိုးကျွန်တော်တို့လောင်းထည့်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဖုံးပုတ်ပြီးတော့15မိနစ်ခန့်ကျွန်တော်တို့ရေမွေးစိမ်ပါမယ်နော်ရှာဝင်းကိုကျွန်တော်တို့ကြောင်ရှာဝင်းကို15မိနစ်ခန့်ရေမွေးစိမ်ထားတဲ့အချိန်မှာကျွန်တော်တို့ချက်သွင်းနေလို့ချက်သွင်း ကျွန်တော်ဒီလေးတစ်လုံးကျွန်တော်တို့ထည့်မယ်ထည့်ပြီးမယ်ဆိုလို့ရှိရင်ကျွန်တော်ခန်းညင်လေးတစ်လုံးเนาะဒီလေးကျွန်တော်တို့ထည့်ပေးပါမယ်ဒါထည့်ဖို့တော့ကျွန်တော်ဖြီးချပါမယ်ဆက်ရန်နေချင်အဲ့တော့ဒါတော့သောတော့ကကျွန်တော်တို့ကြောင်ရှာဝင်းတုတ်ထည့်ကိုထည့်မယ်ဟာလေးပေါ့เนาะကျက်တုံဒီတစ်လုံးကိုပါပါလီးထားတယ်ခန်းညင်ဒီတစ်လုံးကိုလီးထားတယ်ဒါတော့ကျက်တုံယူပေါ့เนาะကျက်တုံယူကိုဓာပြရိုက်ထားတယ်နပီလေးနည်းနည်းပေါ့နောက်ပြီးကြလို့ရှိရင်ကျွန်တော်တို့နနွေးမောက်စီနဲ့နနွေးမောက်နဲ့ဒီကျက်တုံယူနဲ့နပီနဲ့ကိုကျွန်တော်တို့စီတတ်ပါမယ်ဗျာ ။ဒါကြောင့်ရှောက်ပင်းတုတ်ထဲကိုထည့်ဖို့အတွက်ကျွန်တော်တို့ချက်တုံယူနေဒီနပိနယ်ကိုကျွန်တော်တို့စီတက်ပါမယ်။နောက်တစ်ခုကကျွန်တော်တို့မြေပဲတံပေါ့နော်။မြေပဲကိုမြေပဲလော်ဖြစ်ဖြစ်ကျွန်တော်တို့မြေပဲကြော်ထားတာပဲဖြစ်ဖြစ်အဲဒါကိုကျွန်တော်တို့ထောင်းရမယ်နော်။ထောင်းပြီးတော့မှကျွန်တော်တို့ကြောင်ရှောက်ပင်းတုတ်ထဲကိုထည့်ပါမယ်။ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ဒါကြောင်ရှာဝင်တဲ့ကိုထည့်မယ်မြေပဲလော်ပဲရှိမြေပဲကြော်ထားရလို့ရှိရင်ကျွန်တော်တို့အဲ့ဒါထောင်းပါလိမ့်ရထုံ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 နဲ့ညအောင်ကျွန်တော်တို့ထောင်းလိုက်မယ်အင်းလေးလောတက်ပွဲပြီးတော့ခြေတော်လေးဖြစ်သွားတဲ့ခြေကျွန်တော်တို့ထောင်းလိုက်မယ်ဒီကဟုတ်ကဲ့မြေပဲကိုကျွန်တော်တို့ဒီလို ထားလေးဖြစ်သွားအောင်ကျွန်တော်တို့ထောင်းလိုက်မယ်ပေါ့နော်ဒီလိုအနေထားလေးဖြစ်သွားအောင်ကျွန်တော်တို့ထောင်းလိုက်မယ်ဗျအဲ့ဒါလေးကိုပုဂံတစ်လုံးနဲ့ကိုကျွန်တော်တို့ထည့်ထားလိုက်မယ်နော်ဟုတ်ကဲ့အခုဆိုရင်ဒါစောစောကရင်းလေးစိန်ထားတဲ့တောင်ရှာပွင့်30မိနစ်ခန့်စိန်လို့ပြီးတော့ပါခင်ဗျအဲ့ရင်းလေးစိန်ထားတဲ့တောင်ရှာပွင့်ကိုကျွန်တော်ရင်းလေးစီပြီးတော့မှတစ်ခါကြီးတစ်ထပ်လောက်တစ်ခါပြန်စီးလိုက်မယ်နော်ဒီမျိုး15မိနစ်ခန့်ကျွန်တော်တို့ရင်းမိတ်စိန်ထားတဲ့ကြောင်ရှာခွင့်ကိုကျွန်တော်တို့ဒီကားတစ်ခုတည်းကိုလောင်းထည့်လိုက်ပြီဗျ။ အောင်ထည့်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒါဇလုံးတစ်ခုထည့်ပြီးတော့မှရေတစ်ထပ်လောက်ပြန်ဆေးလိုက်မယ်နော်အဲ့တော့ကျွန်တော်ရင်သွေးစစ်ပြီဆိုတော့ရေရေနဲ့တစ်ထပ်လောက်ကျွန်တော်တို့ပြန်ဆေးလိုက်မယ်ဗျာဒီလိုမျိုးကျွန်တော်တို့ရေတစ်ထပ်ဆေးပြီဆိုရင်တော့ကျွန်တော်တို့ဒီကပြန်ပြီးတော့မှဒီမှာလေးတွေပြန်ထည့်လိုက်တယ်နော်ဟုတ်ကဲ့အဲ့လိုမျိုးကျွန်တော်တို့တောင်ရှာပွင့်ကိုရင်လို့စိန်ပြီးရေးပြီးတော့ကျွန်တော်တို့အဲ့ဒီရေကိုပြောင်းအောင်ပေါ့နော်အဆုပ်အဆုပ်နဲ့ကျွန်တော်တို့ နှစ်ထုတ်လိုက်မယ်ဗျအထက်ရရေးပြီးတောင်မှမနော်ဒီမျိုးကိုလက်ဆုပ်နိုင်ကြောင်လေးမျိုးအနေထားကြီးလေးကိုကျွန်တော်တို့ဆော့ပြင်းပြီးတော့မှအဲ့လိုမျိုးထားလိုက်မယ်နော်အဲ့လိုမျိုးကျွန်တော်တို့ဒီမျိုးပြောင်းထုတ်ပြီးတော့မှဇလုံးတို့ပြည့်ရဲကိုကျွန်တော်တို့ဖြတ်ထားလိုက်မယ်ဗျအဲ့လိုမျိုးကျွန်တော်တို့ကြောင်ရှာဖွင့်ကိုရေညစ်ပြီးဆိုလို့ရှိရင်ဒီကြောင်ရှာဖွင့်ကိုကျွန်တော်တို့အဲ့လိုမျိုးလေးကတိလေးနဲ့တိတိကတိလေးနဲ့ညှက်လိုက်မယ်ဗျကျွန်တော်တို့ပြည့်ရဲအဲ့လိုမျိုးလေးကိုကျွန်တော်တို့ညှက်ထည့်လိုက်မယ် အကုန်လုံးကျွန်တော်တို့ကြောင်ရှာပွဲကိုအဲ့လိုမျိုးကြီးကြီးလေးနဲ့မြင်းမြင်းကြီးညှက်ထားလိုက်မယ်เนาะကျွန်တော်တို့ကြောင်ရှာပွဲနဲ့ဟိုထဲဖို့အတွက်သတော်ကဓာပြရိုက်ထားတဲ့ကြက်သွုံဖြူရဲ့နပိရဲ့ကိုကျွန်တော်တို့ငမင်းမုံလေးနဲ့စီတက်လိုက်မယ်เนาะငမင်းမုံလေးကျွန်တော်တို့အရင်တော့နည်းနည်းထည့်လိုက်မယ်ဟုတ်ကဲ့ဓာပြရိုက်ထားတယ်ကိုကျွန်တော်တို့ထည့်လိုက်မယ်ကျက်ပုံလေးလည်းအဲ့လိုမျိုးရဲလာလို့ဆိုလို့ရှိရင်ကျွန်တော်တို့ကမပြီးပါတော့မပြီးခဲ့ပါနဲ့ ကဲကျွန်တော်တို့ဒါဟိုကြောင်ရှာခွင့်တယ်ကျွန်တော်တို့ဒီမျိုးလေးတွေညှက်ပါဒီစလုံးလေးကိုကျွန်တော်တို့ထည့်မဲ့အရာလေးကိုထည့်နိုင်တယ်ပထမဆုံးကျွန်တော်တို့ခန်းညင်းကြီးထားလေးကိုကျွန်တော်ထည့်နိုင်ကြပါအဲ့ဒါပြီးတော့ကျွန်တော်တို့ချက်တုံကြီးပေါ့နော်ချက်တုံကြီးကြီးထားလေးကိုထည့်နိုင်တယ်ချက်တုံကြီးခဲညီလေးထည့်ပြီးဆိုတော့ကျွန်တော်ထောင်းထားတဲ့မြေလေးပေါ့နော်ထောင်းထားတဲ့မြေလေးကိုထည့်ပါမယ် ဆောင်းထားတဲ့မြေပဲကိုထည့်ပြီးရင်ကျွန်တော်တို့စားအနေနဲ့ထည့်ပါမယ်ကြာကျွန်တော်စောစောကငပိလဲစီတက်တာရှိတယ်တော့စားဖို့ကျွန်တော်တို့နည်းနည်းပဲကျွန်တော်တို့ထည့်လိုက်မယ်နော်စားထည့်ပြီးရင်ကျွန်တော်တို့အသားမုံထည့်ပါမယ်ကြာချုံမုံတော့မတော်ပါဘူးကျွန်တော်တို့ချုံမုံမစားအောင်ပါဗျာအသားမုံပဲစားပါမယ်စားပြီးရင်တော့စောစောကကျွန်တော်တို့ပြီးတက်ထားတဲ့ကျွန်တော်တို့ကျက်သွန်ဖြူနဲ့ငပိနဲ့စီတက်ထားတဲ့ဟာလေးကိုကျွန်တော်တို့အောင်ထည့်လိုက်အဲ့ဒီရောကျွန်တော်တို့စောစောစီရနေနေနေရပါတော့နေရစီလို့ကျွန်တော်တို့စီမင်းလေးနေနေဖတ်ထည့်လိုက်ရပါ ဆက်ပြီးတော့ကျွန်တော်တို့အကုန်လုံးရောဒီတော့တပတ်ဟောအောင်ရလာမယ်နဲ့တော့ကျွန်တော်တို့နေလိုက်ပါမယ်ခုလိုမျိုးကျွန်တော်တို့အကုန်လုံးရောပြီးတော့နေပြီဆိုလို့ရှိရင်တော့ရလာလေးပြီးမိကြည့်ပါတော့မိကြည့်လို့ရလာလေးအဆင်ဒီတော့ဖြစ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့တောက်ဆောင်လို့ရပါပြီဟုတ်ကဲ့အခုဆိုရင်ဒါရတာပေါ့နော်ရတာလေးပြန်တော့နေပြီဆိုတော့ကျွန်တော်တို့စတင်ပြီးစကန်လေးတွေကိုကျွန်တော်တို့ဖြစ်လိုက်တယ်ဒါနဲ့တန်းဒါတော့ကြောင်ရှာပင်းတော့ဖြစ်ပါလေ ကျောင်းရှာဝင်းတော့ပေါ့နော်အညာစတိုင်ကျောင်းရှာဝင်းတော့ပေါ့တချို့ကတော့ကျွန်တော်တို့အချင်းရက်ပေါ့နော်အချင်းဆက်တုတ်သားကြတာโอเคခုဆိုရင်ကြောင်ရှာဝင်းတော့လေးရတော့ပါပြီညာကြောင်ရှာဝင်းတော့ကတော့ဒါကတော့ကျွန်တော်တို့အညာစတိုင်ပေါ့နော်သူကတော့အချင်းကြိုက်တဲ့သူအချင်းစားကြိုက်တဲ့သူကတော့အချင်းစားတုတ်သားလို့ရပါတယ်ဒါကတော့ကျွန်တော်တို့အချိုတုတ်ပေါ့နော်အချိုတုတ်ပါစားကြပါဦးဟော อืมเนี่ยจองชาวินเนี่ยตัวเราซีเบ็ดเลยဝင်เลยเนาะครับကိုယ့်ရင်မှာကိုအချောလှမ်းပြီးတော့မှာကျွန်တော်จองชาวินလေးတွေကိုတုတ်စားလို့ရပါတယ်နောက်လည်းကျွန်တော်တို့ဒီလိုထူဆန်းတဲ့အစားအစာလေးတွေကိုဒီကြိုက်ကိုတင်ဆက်သွားမှာမို့ဆက်လက်ပြီးတော့အားပေးကြပါအောင်ကြာတော်တော်ဘိုင်ဘိုင်